ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဆွေရနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ကထပ်ပြီးသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါ့အပြင်မြစ်စုံနယ်ဖားကန့်ဒေသမှာလည်းတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရှင်းမြစ်တချို့ကပြောပါတယ်။ဗမော်မြို့တိုင်းစစ်စင်ရေးကို April 25ရက်နေ့မှာ KIA ပူးပေါင်းတပ်ကပြန်လည်ဆင်နွှဲခဲ့ပြီးမြစ်ကြီးနားမြို့နယ်မြစ်စုံဒေသဖားကန့်မြို့နယ်ကာမိုင်းနံရလမ်းပိုင်းတို့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဖြစ်နေပါတယ်။ မနေ့ကပမောမြို့တိုက်ပွဲအတွင်းကိုကိုတော်ရက်ကွက်က မိရှုဖြက်စီခံရတဲ့ခရိယံဖျားကြောင်းနာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KRA ပူးပေါင်းတပ်ကတိုက်ခိုက်ခဲ့ပါတယ်။ပြီးတော့ကချင်စုရက်ကွက်ကဖျားကြောင်းနဲ့အလက၃နေရာတို့ကစစ်ကောင်စီတပ်နေရာတွေကိုလည်း KRA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကအသိပေးပါတယ်။အဲ့ဒီစစ်ကောင်စီတပ်စခန်းတွေသိမ်းပိုက်မှုနဲ့ပတ်သက်လို့တခြားသတင်းရင်းမြစ်တဦးကလည်းအကုန်လုံးကိုချိန်မှုန်းလိုက်တယ်လို့ပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့မင်းညပိုင်းသတင်းဖော်ပြချက်မှာ KIA ပူးပေါင်းတပ်ဟာဧပြီ25ရက်နေ့မှာဗမော်မြို့ကလက်ကျန်စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်းစစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီးတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေကြောင်းအသိပေးထားပါတယ်။ ဒါပေမဲ့အသေးစိတ်ထုတ်ပြန်တာတော့မရှိပါဘူးဒါအပြင်မနေ့ကမနက်ပိုင်းမှာလဲ KRA တပ်မဟာတပ်နေမြေခွေထော်နဲ့တံဖဲဘက်စီစစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားလာတာကြောင့်တိုက်ပွဲဖြစ်ခဲ့တယ်လို့ KRA ကအသိပေးပါတယ်တံဖဲကျေးရွာအနီးမြေဆောင်ဒေသကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာကြောင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဘက်ကတိုက်ဆုံးမှုရှိပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ် ။ဒါ့အပြင် KIA တပ်မဟာကိုဖားကန်ဥရုဒေတာမှာရှိတဲ့တပ်ရင်း26နဲ့တပ်ရင်း44နေမြေတွေမှာလည်း April 22ရက်ကစလို့စစ်ကောင်စီနဲ့ SNA ပြည်သူ့စစ်အဖွဲ့ဟာမြေပြင်ထိုးစစ်တာမကလေကြောင်းနဲ့နေစဉ်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနရဲ့ဖော်ပြချက်အရသိရပါတယ်ရှင်။